ကျုပ်ကပုံစံလေးကိုဟုတ်ကဲ့ဟုတ်ပေါ်လုံးမျိုးပေါင်းမှာအယုတ်ပေါင်း100ကျော်လောက်လုပ်လို့ရတယ်ဟုတ်အဲ့မှာဆိုရင်တော့အမြဲပဲနောက်ကတ်တုံးကားတွေကြည့်ရကတ်တုံးကားလေးကြည့်ပြီးကတ်တုံးစက်ကောင်လေးကြည့်ပေါ့အဲ့စက်ကောင်လေးတွေကိုလှုပ်ကြည့်နေရတာပေါ့ဟုတ် တော့ကျွန်တော်တို့ကတော့ဒီဟာခလေးကြိုက်တယ်ဆိုတော့မွေးငေးပွဲတို့ကြောင်းပွဲတို့နောက်ပြီးအခုခလေးအသုံးဆောင်ပစ္စည်း promotion ပွဲတွေအကုန်လုံးကတော့သွားနေရတာပဲဟုတ်ကျွန်တော်ဆက်လုပ်တာဒီခါတည်းကကော်မပါဘူးကျွန်တော်တို့လုပ်တဲ့အရုပ်လေးတွေကကျွန်တော်အချိန်မှာအာရှိတဲ့အရင်တော့မှလုပ်တဲ့ဟာတွေကြတော့ကော်တွေနဲ့လုပ်တာလေဒီကောင်တွေကြတော့ကျွန်တော်ဘယ်ရုပ်လုံးလုံးကော်မပါဘူးအဲ့ဒါလေးတွေက ဟာကြောင့်မို့ခလုံးတလုံးလေးကိုပဲရစ်ထားတာဟုတ်တယ်ပေါ်လုံးလေးတွေကိုပဲရစ်သွားပြီးတော့လောက်ထားလား twist ပေါ့ကော်လုံးကမတုံသွားဘူးကျွန်တော်တို့ကကျွန်တော်နာမည်အကျော်စရာလို့ခေါ်တာပေါ့ဟုတ်ဟိုဒီပေါ်လုံးလေးတွေကိုအယုတ်လေးလောက်ပြီးတော့အယုတ်လေးလောက်တာပေါ့ဟုတ်ကဲ့ ဂျူဂါပုံစံလေးပေါ့ဟုတ်ကဲ့ဟုတ်လောက်တာဆိုလို့ရှင်18နှစ်ကျော်လောက်ရှိပြီပေါ့ဟုတ်ဒီကျွန်တော်တို့စပြီးတော့လောက်တဲ့အချိန်မှာဒီဘောလုံး snake ဒါကျွန်တော်လောက်တဲ့ဘောလုံးလေးက snake လို့ခေါ်တာပေါ့အဲ့ snake ကကျွန်တော်တို့က urea snake ကျွန်တော်တို့အရင်ဒီမြန်မာပြည်မှာလောက်နေတဲ့ဘောလုံးသမားတွေလည်းရှိတာပေါ့နော်သူတို့ကြတော့ဘာမာ snake တွေနဲ့လောက်တာကျွန်တော်တို့ကဒီကောင်ကြတော့တငယ်ချင်းကနေပြီးတော့နိုင်ငံသားကနေတင်လာအတူပညာရလေး ကျွန်တော် share ပြန်လို့ share ပြန်လို့အားနေကျွန်တော်လည်းစိတ်ဝင်လာတော့ဒီလောက်လို့ဆက်လုပ်ပြန်ကျွန်တော်လောက်တဲ့အချိန်တုန်းကဆိုလို့ရှိရင်ဘလုံးတစ်ခုမှ900လောက်ပဲရှိသေးတယ်ဟုတ်ဆက်လုပ်ပြသွားတဲ့ဟာကျွန်တော်ဒီကောင်လက်မှုလောက်ရတာကိုလဝါသနာပါတာဟုတ်ဟုတ်ကဲ့နောက်ပြီးတော့ဒီဘလုံးလောက်တယ်ဆိုတာအရင်တော့ကတော့လမ်းဘေးမှာပဲလောက်တာလေလမ်းဘေးမှာအလောက်တဲ့အလောက်ပေါ့ကျွန်တော်တို့ကလမ်းဘေးမှာလောက်တော့ဈေးလည်းတို့ အရင်ကျွန်တော်ရှေ့ကတွေ့လို့လမ်းမေးမှာပဲလောက် ကြရတာဘောလုံးရုပ်ဆိုအားနဲ့တူတူတန်တန်လည်းမရဘူးကျွန်တော်တို့ကတရားကိုကျူကအပြင်းစင်နဲ့ဒီဟာနဲ့လှုပ်လဲလှုပ်လိုက်ဟောဒီဘောလုံးလေးတွေဒီမျိုးပြင်းစင်ပြီးတော့လှုပ်တဲ့အခါကျတော့စိတ်ဝင်စားပါအောင်အဲ့ရနေမှာကျွန်တော်တို့ဒီဘောလုံးကလမ်းပေးလှုပ်နေတဲ့ဘောလုံးရုပ်လေးကြီးကဟိုတယ်ပေါ်ရောက်သွားတာပေါ့ဟုတ်ဘောလုံးမျိုးပေါင်းကရုပ်ပေါင်း100ကျော်လောက်လှုပ်လို့ရတယ်ဟုတ်ဟုတ်ကဲ့ကြည့်နေရတော့နောက်ဟိုမှာ ကျွန်တော်တို့ဆက်လုပ်တဲ့အချိန်တုန်းကဆိုလို့ရှိရင် internet တွေလည်း line မကောင်းသေးဘူးလေ line မကောင်းပြီးတော့သူတို့ tutorial တွေကိုတင်ပေးပြီးမှလည်းကျွန်တော်တို့ကကြည့်လို့မရအောင်ဟုတ်အခုကတော့အဆင်ပြေပါတယ်ကြည့်အိမ်မှာဆိုရင်တော့အမြဲပဲနောက်ကတ်တုန်းကားတွေကြည့်ရကတ်တုန်းကားလေးကြည့်ပြီးကတ်တုန်းစက်ကောင်လေးကြီးပေါ့အဲစက်ကောင်လေးတွေကိုလှုပ်ကြည့်နေရတာပေါ့ဟုတ်ခက်ခဲဆုံးအပိုင်းကတော့ဒီဘောလုံးသွက်စပြီးတော့လှုပ်တဲ့အချိန်ကြတော့သူကတစ်ဖက်သက်ပဲလိန်ရတာပေါ့တစ်ဖက်သက်ပဲလှုပ်ရလိန်ရတာ ဒီမျိုးစဟိုအလိမ်ရောင်းမြန်ဖြစ်သွားလို့ရှင်ပြတ်တာတို့ပါတော့အဲ့လိုမျိုးဖြစ်တဲ့ဟုတ်အဲ့လိုမျိုးအရာလေးပဲကျန်တာတော့ပါမဖြစ်အခုကဟိုဟိုလောက်တက်ကြသွားပြီဆိုတော့ဟုတ်ကျွန်တော်တို့ပွဲငှားတဲ့လူတွေတော့မှကျွန်တော်တို့သွားလို့ရှင်ဂျိုကာဝင်နေပဲသွားတာတို့ပါတော့ဆိုတော့ပဲပြီးသွားလို့မျက်နှာဖြတ်ပြီးသွားလို့ရှင်သူတို့မှမပြီးတော့ဟုတ်အခက်အခဲအနေကြုံနေတာတော့မရှိပါဘူးမှဟုတ်ဒီလိုပဲလက်ဒီလက်ပန်းကုန်းလေးတွေကတော့ပြတ်တာပေါ့စပြီးလောက်ခါသောက်ဒီလက်ပန်းကုန်းလေးကြီးပြတ်တယ် ခုကတော့မရှိတော့ဘူးဟုတ်ပြရတော့ခတ်မှန်းလို့မရပါဘူးမဟုတ်ဒီပွဲဆိုလည်းပွဲထားပြရပေါ့ကြောဟွာဖြစ်တော့ဒီလုံနေရကျသူတို့ငှားတဲ့ပုံပဲမူတည်ပြီးတော့ရတာပေါ့ဟုတ်ပြင်မာတော့မရအောင်မဟုတ်အိုးရင်တော့ကတော့လှုပ်တည်တယ်နောက်ပိုင်းမရအောင်ဖြစ်တော့ဘူးလို့ကြောင့်လို့ဆိုဟွာဖြစ်ဘောလုံးတွေကလည်းနောက်ပြီးတော့စီတက်တာတွေလည်းပါတယ်နောက်ပြီးတော့ဘောလုံး quality ရောပေါ့ကျွန်တော်တို့လှုပ်တော့ဆို900လောက်ဆက်တော့အခုဘူးဆိုလို့ရှိရင် ဒီဈေးကွက်မှာပြက်နေတက်တော့2000ယောက်လောက်ဒီကိုပေးဝင်နေရတာ။အမှားလေဒီကောင်လေးဆိုလို့ရှင်လောက်ထားပြုရှင်2ရက်3ရက်လောက်တော့ခန့်ရတယ်ဗျ။ဟိုအခမ်းအနားတွေဆိုလို့ရှင်တော့ကျွန်တော်တို့ကဟိုဟာငားနေကြလို့ရသူကွန်တက်တွေရှိပြီးတာပေါ့ဟုတ်။ကျွန်တော်တို့ကနှာကြီးနဲ့ရှူတာပေါ့ဟုတ်။အလုံးရေအတွက်မဟုတ်ဘူးနှစ်နာရီတော့အတွင်းမှာကြိုက်တလောက်ပြုပေါ့ဟုတ်။သူကတော့ကျွန်တော်တို့ကတော့ဒီဟာခလေးကြိုက်တယ်ဆိုတော့မွေးနေပွဲတို့ကြောင်ပွဲတို့ နောက်ပြီးအခုကလေးအသုံးဆောင်ပစ္စည်း promotion ပွဲတွေအကုန်လုံးကတော့သွားနေရတာပဲဟုတ်ဟုတ်ကျွန်တော်တို့ကဒီလောက်ကိုပဲဆက်လုပ်မှာကျွန်တော်တို့လောက်ချင်တဲ့ဆန္ဒလေးတွေလည်းရှိတာပေါ့ဒီ covid ဖြစ်သွားတာနဲ့ကျွန်တော်တို့မလောက်ဖြစ်တာကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်ဒီကျွန်တော်ဆက်လုပ်တာဒီခါတွေကကော်မပါဘူးကျွန်တော်တို့လောက်တဲ့အယုတ်လေးတွေကကျွန်တော်အချိန်မှာအာရှိတဲ့အရင်တော့မှလောက်တဲ့ဟာတွေကြတော့ကော်ရင်းနဲ့လောက်တာလေ ီတောင်းလေကြတော့ကျွန်တော်ဘယ်ရုပ်လုံးလုံးကောမပါဘူးအဲ့ဒါလေးတွေကအားကြောင့်မို့ခလုံးတလုံးလေးကိုပဲရစ်ထားတာဟုတ်တယ်ခလုံးလေးတွေကိုပဲရစ်သွားပြီးတော့လောက်ထားလာ twist ပေါ့ကောလုံးကမတုံသွားဘူးကျွန်တော်တို့ကကျွန်တော်တို့ကအရင်တော့ကတော့လောက်ချင်တဲ့ဆန္ဒတော့ရှိတာပေါ့အခုဆိုလို့ရှိရင် covid ဖြစ်သွားတာနဲ့ကျွန်တော်မလုပ်ပြတာကျွန်တော်တို့မြန်မာပြည်မှာဟိုပါကြီးပြပွဲတို့ပါတို့အဲ့လိုမျိုးရှိတယ်ကျွန်တော်တို့ကပေါ်လုံးကို ask ကိုပြကြတယ်ဗောနော်သူက ဟို model တယောက်ကဒီပြည်သက်ရှိမှပဲနေပြီမဲ့ကျွန်တော်ကဂါဝန်ဆိုဂါဝန်အဲ့လိုမျိုးဟုတ်အဲ့လိုမျိုးလောက်ခြင်းလားအဲ့နောက်လောက်တော့လောက်ပြမှာပါကုံရကတော့ဒါတော့သူတို့ကဒါတရုတ်ပြည်ကဝင်နေဟာလေတရုတ်ပြည်ကဝင်နေဟာလေဒါမဲ့ဘောလုံးကတော့ထိုင်မိတယ်ပေါ့တရုတ်ပြည်ဘက်ကပြန်ဝင်လာတာကင်းနီးယားများလားဆိုတော့ဒီလောက်တော့မများပါဘူးအမအခုဆိုရင်တော့ဟိုဟာဖြစ်တာပေါ့သူဈေးကွက်ထဲပြတ်နေတော့ ဒီ decoration ပြင်တဲ့ဆိုင်ကြီးကဝယ်ရောဈေးကတော့တော်တော်လေးတော့ပြင်းတာဟုတ်ကဲ့ဘလုံးလေးပဲချစ်တယ်နောက်ပြီးတော့ကျွန်တော်ရှိမှရှိတာတော့ဒီကျွန်တော်လက်မှုဆိုလို့ရှင်ကျွန်တော်နိုင်ငံမှာပီနာတာလေးခလေးလေးဆိုလို့ရှင်တကြားလုံးလေးအုပ်တွေထည့်ရိုက်တာလေတကြားလုံးတွေထည့်ရိုက်တယ်အဲ့ရလဲအာဒီက customize မရအောင် customize မရလို့ကျွန်တော်တို့ရှိမှအဲ့ customize ရတယ်အရုပ်သူတို့ customer လိုချင်တဲ့ပုံစံနေလောက် ပြီးတည်တယ်ပီနာတာလေးတော့ဒါဆိုလို့ရှင်လည်း အခုကမြန်မာပြည်မှာတော်တော်လေးတော့ပေါက်နေပြီပေါ့ပြည်နာတာဟိုတယ်ပွဲတွေပါတယ်မှာတော့တော်တော်လေးပေါက်နေပြီဒီအရင်တော့ဆိုအဲ့ပြည်နာတာတွေလည်းသူကတရုတ်ပြည်ကတွင်းတာအောင်တွင်းတော့တော် customer လိုချင်တဲ့ပုံစံမရဘူးသူကရှိတာကျဲပုံလေးအသေးပုံလေးမြင်းပုံလေးဒီလောက်ပဲကျွန်တော်က customer လိုချင်တဲ့ပုံစံတွေအကုန်ရတယ်ကျွန်တော်ရှိမှာ sharing လုပ်ဖို့ကကျွန်တော် TikTok ဖောက်မှာပေါ့နော် TikTok မှာ sharing လုပ်ပြီးမှာတရားလေးပဲဟုတ်ကျွန်တော်ဝဆက်သွက်ခြင်းတော့ဟို420 1909 1ဟုတ်ကဲ့နောက်ဟို attend လုပ်ဆိုရင်တော့96640 1009ဟုတ်အဲ့လိုဆက်ပြီးတော့ contact လုပ်ပြီးနှားလို့ရပါတယ်မှာဟုတ်